ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါမင်္ဂလာပါမျိုးတွေကျွန်မမဘုတ္တမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ဧပြီ20ရက်နေ့ဖြစ်ပါတယ်ရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်စစ်အုံဖိုက်တီးပြီးကိစ္စကိုပြောမယ် ပြီးခဲ့တဲ့2024ခုနှစ်ကဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ငင်းငယ်ရေးနိုဘယ်ဆုရှင်ကကုလသမဂ္ဂမှာတောင်းဆိုထားတာရှိတယ်။ကုလသမဂ္ဂအနေနဲ့ရခိုင်ပြည်နယ်ဘင်္ဂလီရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်စေစုံဖိုင်နေပြီပါဆိုပြီးတော့ကုလသမဂ္ဂကိုသနာခံတောင်းဆိုထားတာရှိတယ်။ဆိုလိုချင်တဲ့သဘောကရှင်တို့တွေရဲ့ဘဝပိုင်ချမ်းမြေတစ်ဝက်ကိုရှင်တို့တွေနဲ့သွေးသားမတော်ဆက်တဲ့ဒဇင်းလူတွေကိုခွဲဝေပေးရမယ်အနေထားဖြစ်တယ်။ လက်ရှိမှာဆိုလို့ရှိရင်လည်းဒီဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဒီတရုတ်နိုင်ငံနဲ့လက်ရှိပုံပုံနေနေတွေ့ဆုံဆဲကာလမှာလည်းတရုတ်နိုင်ငံအနေနဲ့ရခိုင်ပြည်နယ်ကိုဘင်္ဂလီတွေအတွက်စေဆောင်ဖန်တီးပေးရေးကူညီပေးပါဆိုပြီးတော့အတနာခံတောင်းဆိုတာရှိတယ်။လက်ရှိမှာ လာရှိုးကိုလက်လွတ်ဆုံးရှုံးထားရတယ်တဖက်အုပ်စုတွေကရှုံးမဲမဲပြီးတော့တရုတ်ကိုရှုံးမဲမဲနေတဲ့အချိန်မှာဘင်္ဂလားဒေ့ကတရုတ်ကိုအဲ့ဒီလိုသွားပြီးအကူအညီတောင်းတဲ့အတွက်အချိန်ခိုက်အခါကသူတို့တွေဝါဒဖြန့်နေကြတယ်။စိတ်မကောင်းစရာကအခုလိုမျိုးမိမိတို့ရဲ့ဘိုးဘွားပိုင်အိမ်ချမ်းမိကိုမိမိတို့နဲ့သွေးသားမတော်ဆက်တဲ့လူကိုခွဲဝေပေးရမယ်ကိစ္စကိုရခိုင်ခေါင်းဆောင်ပါဆိုတဲ့ထုံးမြင့်နိုင် ရခိုင်တနက်ကိုင်ခေါင်းဆောင်ပါရခိုင်လက်နက်ကိုင်တပ်ဖွဲ့ပါဆိုတဲ့အေအေနဲ့ရခိုင်ကနိုင်ငံရေးပါတီတွေကတခွန်းတပါဒမှဖွင့်ဟလာခြင်းမရှိဘဲနဲ့နှုတ်ပိန်နေကြ တာအမေရိကန်ဆိုလို့ရှိရင်စိတ်စိတ်နေခြင်းဟာဝန်ခံခြင်းလို့သဘောတရောက်တယ်မိမိတို့ရဲ့နေမျိုးကိုခွဲဝေပေးရမယ့်ကိစ္စကို2024မှာဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကကုလသမဂ္ဂကအတနာခံတဲ့ကအေအေနဲ့တူရခိုင်ပြည်နယ်မှာရှိတဲ့နိုင်ငံရေးပါတီတွေကငါတို့ရဲ့နေမျိုးကိုလုံးဝမပေးနိုင်ဘူးဆိုတဲ့ပြတ်သားတဲ့စကားကိုပြောရမယ်ဒါပေမဲ့ ရခိုင်ခေါင်းဆောင်ပါဆိုတဲ့အဖွဲ့တွေကရခိုင်ပြည်ကိုခွဲဝေပေးရမယ်ကိစ္စကိုမပြောဘဲနဲ့ဈားတွေကငှက်ထွားခါနာပြီးကျမတို့ကကြီးတော်နွားကိုထောင်းနေရတယ်။ဆိုတော့လက်ရှိမှာရခိုင်ပြည်နယ်ကိုဘင်္ဂလီတွေအတွက်နယ်မြေပေးဖို့ကအခုမှမဟုတ်ဘဲနဲ့တမိုင်းအစင်ဆက်မှတွေကရှိခဲ့တယ်။အဲဒီတမိုင်းအစင်ဆက်မှကျမတို့တက်မတော်နဲ့ပြည်သူနဲ့ကညီညွတ်ခဲ့လို့ဒီအခြေအနေကိုကျမတို့ကာကွယ်ခင်းနိုင်တယ်။ဒီညမှာလွတ်လပ်လပ်ဖြစ်စဉ်တစ်ခုကိုပြောပြမယ်။ ဲ့ဒါပါလဲဆိုတော့အခု2019ရခိုင်ပြည်ပြဿနာနဲ့ပတ်သက်လို့เนาะကျွန်တော်တို့ချစ်ရတယ်ကျွန်တော်တို့အင်မတန်မှကျွန်တော်တို့ရဲ့နှလုံးသားနဲ့ထက်တူချစ်ရတယ်ကျွန်တော်တို့လေးစားရတယ်ကျွန်တော်တို့တက်မတော်ခေါင်းဆောင်ကိုတရားဆွဲဆိုခံထားရတယ်လို့တစ်ခါက NLD တွေ CRPH တွေ NUG တွေသူတို့နှလုံးသားနဲ့ထက်တူချစ်ရတယ်သူတို့ရဲ့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုလည်းဖန်ဝင်ရထုတ်ခံထားရတယ်ရှင်တို့ချစ်တဲ့ခေါင်းဆောင်ကျွန်တော်တို့ချစ်တဲ့ခေါင်းဆောင်တွေကိုကျွန်တော်တို့နိုင်ငံမှာ လာရောက်နေထိုင်တဲ့သူတွေကတရားစွဲဆိုခံနိုင်ရတယ်။အဲ့ဒီ2019အမှုကကျမတို့မြန်မာနိုင်ငံမှာထေလောက်နဲ့ပြီးသွားတာတော့မှကြံဖာပြီးကျေးဇူးတရားမယ်။ဘာလို့လဲဆိုတော့အဲ့ဒီချိန်တုန်းကဖိလစ်ပိုင်နိုင်ငံမာရာဝီမြို့ကို2019မေလမှာအစ္စလာမ်မစ်တွေအလန်နဲ့လွှင့်ပြီးဂျီဟတ်လောက်ခမြို့ကိုတင်ခဲ့တယ်။ဒူသားလှိုင်းလုံးနဲ့ကျူးကျော်ခြင်းလို့ခေါ်တယ်။ဖိလစ်ပိုင်ကမာရာဝီတမြို့လုံးကိုအလန်နဲ့တွေလွှင့်ပြီးစစ်သွေးကြတွေကတင်ပလိုက်တယ်။ ။ဒါကြောင့်မလို့ဖလပိုင်တမန်ကဒူတာဒီအစိုးရကနေပြီး9လကြာအောင်အဲ့ဒီစစ်သွေးကြတွေကိုနှိမ်နှင်းခဲ့ရတယ်။အဲ့ဒါ2019 9လပိုင်းမှာဖြစ်သွားတယ်။တိုက်တိုက်ဆန်ဆန်ရင်ပဲ2019 10လပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံမှာရခိုင်ပြည်နယ်အရေးကိုဖြေရှင်းဖို့ပါ ဆိုပြီးဒေါ်စုကြည်အစိုးရကကိုဗီအာနန်ကိုနှာရမ်းခဲ့တယ်။ကိုဗီအာနန်အကြံပေးကော်မရှင်ကိုဖွဲ့ခဲ့တယ်။ပြည်သူတွေရဲ့ဆန္ဒကိုမျက်မှောက်ပြုဆန့်ကျင်မျက်ွယ်ပြုပြီးတော့သူ့ရဲ့ဆန္ဒနဲ့ ကိုပြရနယ်ဂျမ်မီကော်မရှင်ကိုဖွဲ့ခဲ့တယ် အထူးသဖြင့်ရခိုင်ပြည်သူတွေဆန္ဒမဲပေးပြီးရွေးချယ်ထားတဲ့ရခိုင်ပါတီတွေရခိုင်လွှတ်တော်အမတ်တွေကိုမျက်ကွယ်ပြုပြီးတော့ရခိုင်လွှတ်တော်အမတ်တွေကိုဘေးဖယ်ပြီးတော့ရန်ဟီလီတို့မြန်မာပြည်လာတာရှိခဲ့တယ်လို့ကိုဖျားနဲ့အကြံပေးကော်မရှင်ဖွဲလိုက်တယ်ကိုဖျားနာအစီရင်ခံစာ88ကျဲအထက်ကိုပြန်နဲ့အကြမ်းမေးကော်မရှင်ကနေပြီးတော့အချက်88ချက်ပါလေအရှင်ခံစား၈လပိုင်း24ရက်နေ့မှာ တမရထံကိုတင်နေရှစ်လပိုင်း24ရက်နေ့ထံမှာတမရထံကိုတင်ပြီးတော့ရှစ်လပိုင်း25ရက်နေ့မှာဒေါ်စုကြည်ကဒီကိုဗီယာနဲ့အကြံပေးလိုက်တဲ့အချက်ရှစ်ချက်ဟာရှစ်ချက်ရှစ်ချက်ဟာကျမတို့မြန်မာနိုင်ငံအတွက်လမ်းညွှန်မြေပုံကြီးဖြစ်ပါတယ်ရှင်ဆိုပြီးတော့ ကဘာအလဲမှာပြောလိုက်တယ်2020 24ရက်မှာအရှင်းခန်းစားတင်နေ25ရက်နေ့မှာလမ်းညွန်မြေပုံမှာပြောတယ်26-29မှာရခိုင်ပြည်နယ်မှာရှိတဲ့ရဲကင်းစခန်းတွေအတိုက်ခိုက်ခံရတယ်နိုင်ငံရေးဆိုတာတိုက်ဆိုင်တာမရှိဘဲနဲ့လုံခြံဖန်တီးထားတဲ့လုပ်ပွဲဆက်ပွဲစစ်ပွဲ အဲ့ကနေပြီးတော့ကျမတို့ရခိုင်ပြည်နယ်မှာနောက်ဆက်ပေါ်အရေးကြီးဖြစ်ပြီးတော့လက်ရှိမှာရှင်တို့တွေတည်တဲ့အတိုင်းကျမတို့တည်တဲ့အတိုင်းကျမတို့နိုင်ငံကြီးတရားစွဲဆိုခံထားပြီးတော့ရှင်တို့ချက်တဲ့ခေါင်းဆောင်ကျမတို့ချက်တဲ့ခေါင်းဆောင်ကဝယံပြည်ဖြစ်နေတယ်ဆိုတော့အဲ့ဒီလိုမျိုးအနေထားတွေရှိတယ်ရှင်သမိုင်းမှာဆိုလို့ရှင်လေကျမတို့လွတ်လပ်ရေးရပြီးတော့ဘာကဘာတွေတော့ခိုးတယ်ဘာကဘာတွေတော့ခိုးတဲ့ကာလမှာရခိုင်ပြည်နယ်မှာရှိတဲ့ရခိုင်ပြည်ကွန်မြူနတီပါတီကလည်းတော့ခိုးတယ်အဲ့ဒီရခိုင်ပြည်ကွန်မြူနတီပါတီမှာဘသူတွေပါလဲဆိုရင်ကျမတို့မြန်မာနေကိုတိမ့်ပိုက်ထားတဲ့ ကိုလိုနီနယ်ချဲ့ကြီးကနေပြီးတော့ရခိုင်ပြည်နယ်မှာလဲတွေလုပ်ဖို့ဆိုပြီးဘင်္ဂလားဒေ့ကခေါ်သွင်းလာတဲ့အိန္ဒိယကခေါ်သွင်းလာတဲ့ဘင်္ဂလီတွေပါတယ်။အဲ့ဒီတော့ရခိုင်ပြည်ကွန်မြူနတီပါတီကတောခိုတဲ့အခါမှာရခိုင်ပြည်ကွန်မြူနတီပါတီမှာဘင်္ဂလီတွေလည်းပါလာတယ်။အဲ့ဒီဘင်္ဂလီတွေကနောက်လေကြတော့ရခိုင်ပြည်ကွန်မြူနတီပါတီကခွဲထွက်ပြီးတော့သူတို့ဘင်္ဂလီကြီးပဲတီးတက်အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်တယ်။အဲ့ဒီအဖွဲ့နာမည်မူဂျာဟစ်လို့ခေါ်တယ်။အဖွဲ့နာမည်မူဂျာဟစ်အဲ့ဒီအချိန်မှာ ဗမာမမချင်းမဆာလာအစိုးရနဲ့ဘာကားပါနဲ့ဗမာအချင်းချင်းအင်းရှင်ချင်းချင်းရန်ဖြစ်ပြီးသွေးမြေကျနေတဲ့ချိန်မှာဧည့်သည်ဖြစ်တဲ့မူကြရဲ့အဖွဲ့ကရခိုင်ပြည်နယ်ကိုတင်ဖို့သူတို့တိုက်ခဲ့အဲ့ဒီမှာရှင်တို့မုံမာရယ်ဆိုရင်စစ်တပ်ကဆေးအာဏာရှင်တွေပေါ့ရှင်တို့ပြောတယ်ဆေးအာဏာရှင်တွေကနေပြီးတော့နဂါမင်းစစ်စင်ကြီးအမိနဲ့ဘင်္ဂလီတွေကိုနှိမ်နှင်းခဲ့ရတယ်အချိန်အဖြစ်မဆာလာအစိုးရ1980 85ဝန်းကျင်အဲ့ဒီမှာ တက်မတော်ကနေပြီးတော့ဘင်္ဂလီတွေကိုအဲ့ဒီမူကြရဲ့အဖွဲ့ကိုနှိမ့်နှိမ့်လိုက်တဲ့အတွက်နဂါးမင်းစစ်စင်ရေးနဲ့နှိမ့်နှိမ့်လိုက်တဲ့အတွက်ဘင်္ဂလီတွေဒီဘင်္ဂလားတွေကိုထပ်ပြေးတန်းဆောင်သွားပြီးတော့ဘင်္ဂလားတွေမှာရှိတဲ့ဘင်္ဂလီတွေနဲ့မြန်မာပြည်ကနေထွက်ပြေးသွားတဲ့မူကြာဟိအဖွဲ့ကဘင်္ဂလီတွေနဲ့ပေါင်းပြီးတော့အဖွဲ့အစည်းတစ်ခုကိုထပ်ပြီးဖွဲ့လိုက်တယ်။အဲ့ဒီအဖွဲ့နာမည် RSO ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ လက်ရှိမှာရိုဟင်ဂျာရိုဟင်ဂျာလို့ပြောနေတာရိုဟင်ဂျာဆိုတာလူမျိုးနာမည်မဟုတ်ဘူးအဖွဲ့အစည်းနာမည်သာဖြစ်တယ်တချို့ကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့တော့သိတယ်ဘလို့မရှိတာလဲလို့မြင်အချက်ကျလက်ကျပြန်ဖြေတတ်တယ်လို့နဲတယ်ဒါကြောင့်ဒီစကားကိုမှတ်ထားပါရိုဟင်ဂျာဆိုတာလူမျိုးနာမည်မဟုတ်ပါဘူးအဖွဲ့အစည်းနာမည်သာဖြစ်တယ်နော်ဆိုလိုချင်တာကအဲ့ဒီအချိန်တည်းကရခိုင်ပြည်နယ်ကဘူတီတာမောင်တော်မေယုခံကိုဘင်္ဂလားဒေ့ကိုဆွဲသွင်းပြီးဘင်္ဂလီတွေကသူတို့အတွက်နေမြေလိုချင်ခဲ့တယ်။ဒါပေမဲ့ ကျမတို့တက်မတော်ကတိုက်ထုတ်နိုင်ခဲ့တဲ့အတွက်သားเนาะလက်ရှိမှာအမျိုးကုံစားတိတ်ကိုမြင့်မားပါတယ်ဆိုပြီးတော့လူမျိုးကြီးအစွန်ရောက်နေတဲ့ရခိုင်လေးတွေတက်မတော်ကသာငကားမင်းစစ်စင်ကြီးနဲ့မနှိမ်နှင်းခဲ့ဘူးဆိုရင်ခမားတို့တွေတောက်ကြနေတဲ့အလားအလားအော်နေရမယ်ဘဝဆိုတာမမေ့နဲ့နော်ဆုံးမချင်တာကတမိုင်းမှာလည်းအဲ့လိုထောက်ထားတွေရှိခဲ့တယ်လောလောလတ်လတ်မှာလည်းရှိခဲ့တယ်အနာရော24မှာလည်းကကုလသမဂ္ဂကိုသနာခံတာရှိခဲ့တယ်ဒါအပြင်တဲင်းနာဖို့ကောင်းတာက ဒေါက်ဆန်းစုကြည်အစိုးရလက်ထက်2018မှာအမေရိကန်ရဲ့ဖက်စီဘက်ရေးရာလွှတ်တော်အမတ်ဘရက်ရှာမန်နဲ့နာမည်ကဘရက်ရှာမန်ကဗာပြောလဲဆိုတော့ဒေါက်ဆန်းစုကြည်ဦးဆောင်တဲ့မြမပြည်အစိုးရကစီမံအုပ်ချုပ်ပုံမကောင်းတဲ့အတွက်တဲ့ဘူတီတောင်နဲ့မောင်းတော်ကိုဘင်္ဂလားဒေ့ကိုပေးလိုက်ပါတဲ့တခြားလူတယောက်ကဟဲ့နင်တို့အိမ်ကလူတွေနင်တို့အိမ်ဘွားဆင်းပြီးတော့နင်တို့ရဲ့အိမ်တစ်ချမ်းနဲ့နင်တို့ရဲ့ခြံတစ်ဝက်ကိုသူများကိုပေးလိုက်လို့လာပြောတာ ဒါဆိုရင်ကျမတို့နိုင်ငံခေါင်းဆောင်ကတက်မတော်ရဲ့ဖခင်ဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းသမီးကဟာနေဒီလိုမပြောနဲ့ဒါငါတို့နေပြီဒါငါတို့ရဲ့ဘိုးပွားပါအမွေနဲ့တဖြာတကွက်တလက်မမအထီးပါမခံနိုင်ဘူးဟဲ့အဲ့ဒီလိုပြန်ပြောတဲ့နေဒီဒါပေမဲ့ဒေါ်စုကြည်အစိုးရက မပေးပါဘူးလို့တခွန်းမှမပြောခဲ့ဘူးမပေးပါဘူးလို့တခွန်းမှမပြောခဲ့ဘူးအဲ့ဒီစား ဟွန်းအဲ့ဒီအချိန်တော့ဆိုလို့ရှိရင်တမရဥသိမ့်စိန်ကိုတမရဟောင်းပေါ့နော်ဥသိမ့်စိန်ကိုအချက်ခံတဲ့လူတွေကနေပြီးတော့နှစ်တိုင်းနှစ်တိုင်းတမရဥသိမ့်စိန်ကိုသွားပြီးခရော့ပြီးခါရဝပြုတ်တဲ့ပွဲတွေရှိတယ်တနေ့တစ်ချိန်သွားပြီးခါရဝပြုတ်ကြတယ်အဲ့ဒီမှာတမရဥသိမ့်စိန်ကနော်ကို့ပြေကိုတော့ကို့မြေကိုတော့မပေးနိုင်ဘူးကို့မြေကိုပေးမယ်စအသားပဲလှဲ့ဖဲ့လီးပြီးပေးလိုက်မယ်လို့စကားလေးတခုပြောခဲ့တယ်အဲ့ဒီမှာ တခုမှပြန်မပြောရဲပဲနဲ့ခေါင်းငုံခန့်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ကြတော့အမေအမေအမေတို့ပြီးထမိန်ခြုံပြီးတော့ကိုနိုင်ငံကိုပြည်ကိုပေးရမယ်စားအသားပဲဖဲ့ပေးလိုက်မယ်ဆိုတော့တမရဥစိမ့်နေကြတော့ပြည်ဖြဲ့မိတာတွေမှာဝိုင်းပြီးတော့လှောင်ကြဟောင်းကြ နော်ဆိုဆိုလို့ရှိရင်ကာတွန်းနေနဲ့အဲ့လိုဆော်ကားကြတယ်ကာတွန်းတော်မှလေးစီပင်အမိုက်ကားကြီးစီပင်မိုက်ကားကြီးရှေ့ကနေမောင်းမီထွက်သွားတာအောင်နောက်ကလူတွေကဝိုင်းပြီးရှစ်ခုကရော့နဲ့ပုံစံမျိုးနဲ့ကာတွန်းနေရေးဆွဲပြီးတော့အောက်တန်းစားစိတ်တဲ့နေနဲ့ငါနဲ့မတူငါရယ်လို့စိတ်တဲ့နေနဲ့အဲ့ဒီလိုမျိုးအောက်တန်းကြဆိုတာတိုက်ခိုက်ခဲ့ကြတယ်နော်ကိုယ်နိုင်ငံကိုကိုယ်နိုင်ငံကိုသူများကိုဖဲ့ပေးဖို့ပြောနေတာတော့နားရကောင်းမှန်းမသိပဲနဲ့ ထမိန်ဖုံးတော့ခုမရတဲ့ဘဝရောက်ခဲ့တယ်။ဆိုလိုချင်တာကအဲ့ဒီလိုထောက်ထားလေးရှိခဲ့တယ်။ဒါပေမဲ့ဒီအခြေအနေပေါ်မှာကျမတို့မှာအာသာချက်နှစ်ခုရှိရဲ။အဲ့ဒါပါလေနံပါတ်1980နိုင်ငံသားဥပဒေဥနေဝင်းရဲ့အမျှော်အမြင်ရှိမှု1980နိုင်ငံသားဥပဒေလက်ရှိနာဆာကအစိုးရတည်လဲပဲဘင်္ဂလီတီဘင်္ဂလားဒေ့ကိုထွက်ပြေးသွားတဲ့ဘင်္ဂလီတီမြန်မာပြည်ကိုပြန်ခေါ်မယ်ပြန်လက်ခံမယ်သို့တော့1980နိုင်ငံသားဥပဒေနဲ့စီစစ်ပြီးမှလက်ခံမယ်ဆိုတဲ့အချက် ထောက်ကွာနိုင်ငံသားထောက်ကွာ80နှစ်နိုင်ငံသားဥပဒေတည်ကျမတို့မြန်မာပြည်သူတွေအတွက်ဖလပိုင်းနိုင်ငံမာရဝီမြို့လိုမျိုးဂျီဟတ်လုံးမခံရအောင် လူသားလှိုင်းလုံးနဲ့ကျူးကျော်မခံရအောင်မဟာတိုင်းကြီးတပွဲကာရံပေးထားတဲ့ဥပဒေဖြစ်တယ်1980နိုင်ငံသားဥပဒေရဲ့အနှစ်သာရကဘာလဲလို့မေးရင်တခွန်းနဲ့ပဲဖြေတတ်ရှိတယ် နိုင်ငံသားနဲ့နိုင်ငံသားသားကိုခွဲခြားထားတယ်။ဒါကြောင့်မို့လို့နိုင်ငံသားသားတွေကမြန်မာနိုင်ငံသားဖိတ်ချင်နေဆိုရင်ကျမတို့မြန်မာနိုင်ငံပေါ်မှာကျမတို့မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့အမျိုးသားအလုံးချုပ်ရေးပေါ်မှာဘလောက်ထိတစ္ဆာစောင့်တည်ရိုးသေလဲဆိုတဲ့ပေးတန်နဲ့တိုင်းတာရမယ်ဆိုတဲ့အချက်ဒါသည်ကျမတို့ရဲ့အသာချက်ဖြစ်တယ်နောက်တစ်ခုကလက်ရှိမှာဘင်္ဂလားဒေ့ကိုနောက်ကွယ်ကအမေရိကန်ကဘလောက်ပဲထောက်ခံနေပါစေအမေရိကန်ကိုယ်တိုင်ကနိုင်ငံရေးဩစာ ကြားချင်းလာပြီ။ဘာကြောင့်ဒီစကားကိုပြောရလဲဆိုရင်မိရန်ကဒေါ်နယ်ထရန့်တက်တဲ့ချိန်မှာသူနှစ်ချက်ပြောတယ်။နဘတိကဘာလဲဆိုတော့ရုရှားယူကရိန်းစစ်ကိုချက်ချင်းရပ်တန့်အောင်လုပ်မယ်လို့ပြောတယ်။နောက်တစ်ခုကအရှိအလေပိုင်းကိုငြင်းချမ်းရေးရှောင်သူလုပ်မယ်လို့သူကြွေးကြော်တယ်။ဒါပေမဲ့တကယ်တဲ့အစိုးရဖြစ်လာတဲ့အခါမှာတကယ်တဲ့အာဏာရလာတဲ့အခါမှာဒီနှစ်ချက်ကိုကောင်းစွာမလုံဆောင်နိုင်တဲ့အတွက်အမေရိကန်ကိုရိုင်းကနိုင်ငံရေးဩဇာချရှင်းပြီးတော့အမေရိကန်ကိုရိုင်းကရုရှားလိုတရုတ်လိုအိန္ဒိယတို့ကို မရှင်ပြိုင်နိုင်တော့တဲ့အနေအထားကိုရှောင်နေပြီ။ဒါကြောင့်မို့လို့ကျမတို့မြန်မာနိုင်ငံကတရုတ်နဲ့အိန္ဒိယခြားထဲမှာရှိတယ်လို့ရုရှားနဲ့လည်းမဟာမိတ်ဖြစ်တဲ့အတွက်ကျမတို့မြန်မာပြည်အရေးကိုအရင်အရင်တုန်းကလိုမျိုးစိတ်ရှိတိုင်းစိုးမိုးချေနေလို့မရတော့ဘူးဆိုတာကိုရှင်တို့တွေမှတ်ထားဖို့လိုပါတယ်။ဒီနေရာမှာကြုံကြလို့တခုပြောမယ်ကျမတို့ကဒီလိုပြောတဲ့အခါမှာဟာကျမတို့ကိုပြပအားကိုးပါတယ်ဆိုပြီးတော့ပြဖြဲအုပ်စုတွေကလောင်ကြဟောင်ကြနေမယ်ဒါဆိုရင်ခင်ဗျားတို့ကိုကျမပြန်မေးမယ် ဘင်္ဂလီတွေအတွက်အဟန့်အတားဖြစ်နေတဲ့1980年နိုင်ငံသားဥပဒေကိုဖျက်သိမ်းလိုက်ပါပြီလို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းလိုက်ပါပြီ။ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်ကိုဝင်ရောက်ဆိုးမိုးပါဆိုပြီးတော့အမေရိကန်တန်ယုံရှိမှသွားပြီးတော့ R2B လာဖို့လေးဘက်ထောက်ပြီးတောင်းဆိုခဲ့တာဘဲကောင်ဘဲကောင်မတွေလေကျွန်မကပြန်မိမယ်။